ခဏနေဆရာရောက်လာလိမ့်မယ်အရင်ဆုံးဆရာပြောတာကိုပဲနားထောင်နောက်မှလိုက်သိမ့်ပြန်ပြောဟုတ်ကဲ့ပါကုတီးရ ဆရာ तू ဟာကျွန်တော်ပြောတိုင်းတယောက်ပါတရားစိတ်ချရရဲ့လားအဲ့ဒီအတွက်တော့စိတ်ချပါဆရာသူ့နာမည်ကအောင်ကိုတဲ့လောလောဆယ်တော့ဂျုံရာဂျာပန်လွတ်လုံနေတာသူမိမယောဂတဲ့ဆိုတော့ဆေးကုဖို့အတွက်ကငွေလုံနေတာအဲ့ဒါ မင်းငါခိုင်းတာကိုတိတိကျကျလုပ်မယ်ဆိုရင်တော့မင်းလိုတဲ့ငွေရပါမယ်။အာဟုတ်ဟုတ်ကဲ့ပါဆရာ။ကျွန်တော်မလုပ်ပြရမယ်ဆရာ။ဒီဟာဘာမပြောတော့။ဆရာကိုယ်တိုင်ပြောတာပိုပြီးစဉ်းပြေမယ်ထင်လို့ပါ။မင်းလုတ်ပေးရမှာမိမတယောက်ကိုငရဲပြီးပို့ပေးရမှာ။ဗျာ။ ငရဲပြီပို့ပြရမှာဟုတ်အဲ့တော့ကျွန်တော်လူသက်ရမှာပေါ့ကျွန်တော်လူသက်ရမှာပေါ့ဟိုဝလေးဆရာဟိုကျွန်တော်တခြားအလုပ်ကြိုက်တဲ့အလုပ်ခိုင်းပါလားဆရာရဲ့ကျွန်တော်လူတော့မတက်ပြရစင်းကမင်းလူတက်ရမယ်ဆိုပေမဲ့အခုတော့မဖြစ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့မင်းတတ်ပေးရမယ့်အမျိုးသမီးကသူများမိသားစုကိုဖျက်ဆီးနေတဲ့မိစ္ဆာမဖြစ်နေလို့သူကအဲ့ဒီမိသားစုကိုဖျက်ဆီးပြီးတော့အဲ့ဒီမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုတိမ့်ပိုက်ဖို့ကြိုးစားနေတာမင်းအဲ့ဒီမိစ္ဆာမကိုတတ်ပေးလိုက်ရင်အဲ့ဒီမိသားစုကိုလည်းကယ်တင်ရရောက်တယ်အဲ့ဒါကြောင့်အကုသို့မဖြစ်ဘူးလို့ပြော ဟိုတော်မဆရာရဲ့ဘလို့ပဲဖြစ်ဖြစ်လူတက်တာအကောင်းနဲ့လုံးမမဟုတ်တာဟိုသူများမိသားစုကဲတင်နေဆိုပြီးတော့ကျွန်တော်ကထောင်ထမ်းဆန်ရမှာလေဟိုအဲ့တော့မှကျွန်တော်မိသားစုလည်းဒီထက်ပိုပြီးဒုက္ခရောက်သွားမှာဟိုကျွန်တော်လူတော့မတက်ချင်ဘူးဆရာဒေချာစဉ်းစားပါဦးအောင်ကိုခင်ဗျားဒီလောက်ကိုလက်ခံလိုက်တာနဲ့ခင်ဗျားအတွက်30ကိုရှင်းဆုံးပေးလိုက်ပါ ခမရအလို့အောင်မြင်သွားလို့လူသားမှုနဲ့ထောင်ကြခဲ့ရင်တော့ခမရထောင်ကြနေရတောက်လျှောက်ပြင်မှာကြံခဲ့တဲ့ခမရရဲ့မိသားစုကိုလိုလေသေးမရှိပြီးပြေဆုံးကျွန်တော်တို့ထောက်ပံ့ပေးမှာပါဒါလည်းမဟုတ်သေးဘူးဗျာခမရထောင်အားထွက်လာရင်လည်းရင်းနှီးလှုပ်ကန်စားတော့ဖို့အတွက်ကိုကျွန်တော်တို့တာဝန်ယူပေးမယ်ဒီလောက်ဆိုရင်ခမရဒီလောက်ကိုလက်ခံတင်လားလက်မခံတင်ဘူးလားဆိုတာစဉ်းစားလို့ရတော့ပြီတဲ့ ပြီးတော့မင်းတက်ရမှာလေသူများတွေတက်တယ်လို့သွေးတန်ရဲရဲနဲ့ရဲရဲဆက်ဆက်တက်เสียမလို့မင်းကားနဲ့မတော်တဆတိုက်တယ်လို့ဖြစ်ပြီးတော့တက်ပြရမှာအဲ့ဒီအတွက်လေငါတို့အားလုံးစီစဉ်ပြီးသားမင်းတရမယ်အမျိုးသမီးမင်းကားရှိကိုအလိုလျောက်ရောက်လာအောင် အထီးကိုငါတို့စီစဉ်ထားတယ် မင်းသာငါတို့ခိုင်းတာလုံးဝမလွဲစေနဲ့မတော်တဆမှုဖြစ်သွားတော့မင်းလည်းပြစ်ဒဏ်ပေါ်ရတာပေါ့ကွာဟုတ်အကိုကြီးကျွန်တော်အခုလာပါ යි ခင်ဗျာ ခုနလာရတဲ့တယောက်ကဘာတူလဲဆရာနာမည်ကဦးမင်းဟိန်းနဲ့ဆရာစီးပွားရေးလုပ်ငန်းတွေအများကြီးလုပ်နေတယ်တထေးရဲ့လူရောတထေးကြီးနဲ့ညီကိုလိုနေတဲ့လူပေါ့အော်ဟုတ်သူကဘာလို့အဲ့ဒီမိမကိုတတ်ချင်နေရလဲခင်ဗျားကိုဆရာအကြမ်းမင်းပြောပြပြီးပါပြီခင်ဗျားအသေးသေးမသိချင်စမ်းပါနဲ့ခင်ဗျား ဒီလောက်ကိုလက်ခံပါလားလက်မခံဘူးလားဟိုခင်ဗျားလက်မခံဘူးဆိုတော့ကျွန်တော်ကလက်ခံတဲ့လူကိုထပ်ပြီးရှာမှာပဲကျွန်တော်ဟိုစဉ်းစားပြရစီအောင်ဗျာခင်ဗျားအချိန်ကြာကြီးတော့မစဉ်းစားဒီလိုကိစ္စဆိုတာအချိန်ဆွဲလို့ကောင်းတာမဟုတ်ဟုတ်ကဲ့ဗျာဟိုဒီညနေမှတိုင်ခင်တော့ကျွန်တော်ပြန်ပြီးပြောပေးပါမယ် 高明。 များမိသားစုဖြတ်စည်းနေတဲ့မိစ္ဆာမဖြစ်နေလို့သူကအဲ့ဒီမိသားစုကိုဖြတ်စည်းပြီးတော့အဲ့ဒီမိသားစုရဲ့ပိုင်းဆိုင်မှုတွေသိမ့်ပိုက်ဖို့ကြိုးစားနေတာမင်းအဲ့ဒီမိစ္ဆာမကိုတတ်ပြီးလိုက်ရင်အဲ့ဒီမိသားစုကိုလည်းကဲတင်ရရောက်တယ်အဲ့ဒါကြောင့်အကုန် ါ့ကိုလူသက်ခံပြီးငါ့ကိုပါရှင်းပြဖို့ကြံစည်နေတယ်ဆိုရင်တော့တော်တော်မသိအောင်အတန်ခိုးသွင်းလာတာမှမဟုတ်ဘူးဘယ်လိုပဲဖြစ်နာဘကတတ်တဲ့တခုရောရထားတာပေါ့တခုဆိုဒါနဲ့ချင်းချောက်လိုက် ဟယ်လိုဟုတ်ကဲ့ကျွန်တော်အောင်ကိုပါအကိုကြီးတို့အလုပ်အပ်ထားတာကျွန်တော်လက်ခံပါတယ်ဗျာဘယ်ကနေဘလို့စပြီးလောက်ရမယ်ဆိုတော့ကျွန်တော်ညွှန်ကြားပေးပါဟုတ်ကဲ့ ျမဘယ်တိဆက်ရှောက်အောင်မလဲကောင်းပြီမိခန့်ဟိုဘလမ်းမှာရပ်ထားတဲ့ကောင်မင်းတွေ့ရတွေ့တယ်ဒီဘလဖောင်းပေါ်အစင်းပြီးတော့အိတ်ကားစီကိုဖြည်းဖြည်းချင်းရှောက်လာတယ်အိတ်ကားထဲမှာနေမိုးသက်ရှိကောင်းပြီ ထားပါဦးမောင်မောင်မောင်တရထားပါဦးမောင်မောင်လည်းပြောမရဘူးလေမောင်တော့မောင်လည်းပြောမောင်ကြည့်ကြပါဦးကြည့်ပြီးတော့မောင်ထားပါဦးအဲ့ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းကျွန်တော်လူသိမှုနဲ့ထောင်ကြခဲ့ပါတယ်ကျွန်တော်ထောင်ကြနေစဉ်အတွင်းမှာ ဦးမင်းဟဲကသူပေးခဲ့တဲ့ဂတိတိုင်ကျွန်တော်မိသားစုကြီးစုစောင့်ရှောက်ပေးခဲ့ပါတယ်ဒါဆိုခမရဘာလို့အခုမှဒီအတန်ဖိုင်သက်သူတွေကိုဖွင့်ချရပြတာဘယ်လိုပါစရာလဲကျွန်တော်ထောင်ကြနေစဉ်တွင်မှာကျွန်တော်မိသားစုစောင့်ရှောက်ပေးခဲ့တယ်ဆိုပေမဲ့ကျွန်တော်ထောင်ကနေပြန်ထွက်လာတဲ့အချိန်မှာတော့တော်တော်ကြိမတိခဲ့ပါဘူးကောင်းပြီစပြောပါဦး ကျွန်တော်ထောင်ကထွက်လာတော့ဦးမင်းဟင်းကသူပေးခဲ့တဲ့ကတိတိုင်းပဲကျွန်တော်မိသားစုကိုဘေးကင်းတဲ့နေရာကိုပို့ပေးရမယ်ပြီးတော့ကျွန်တော်မိမကိုလည်းဆေးကုပေးဖို့ကိစ္စတောင်းဝန်ယူပေးရမယ်လို့ကျွန်တော်တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူကကျွန်တော်တောင်းဆိုတာကိုမလိုက်လျောပေးတဲ့အပြင်ကျွန်တော်အသက်ကိုပါရန်ရှာခဲ့ပါတယ်သူကတိဖြတ်တဲ့အတွက်ကြောင့်ရော ကျွန်တော်တေဖို့အထိကြံရွယ်ခဲ့တဲ့အတွက်ကြောင့်ပြီးတော့ဒီအမှန်တရားကိုပေါ်ပေါက်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ဒီတက်သေးတွေကိုနင့်နာသူဖြစ်တဲ့မမ်မီခံကိုပေးဖို့အတွက်ဆုံးဖြတ်ခဲ့တာပါဒီအမှုရဲ့တကယ်တရားခံကတော်ဝင်ကုမ္ပဏီကိုအပိုင်သိမ်းခြင်းနေတဲ့အဲ့ဒီဥမေဟိမ့်ပါပဲ thank you